ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တွေ့လားကိုမြင်းကက်ရှမီယာကဘလောက်လာလဲညီတို့တမိသားစုလုံးဝလေအလကားနေကြောက်နေကြတာဒီလောက်လပရတောင်းနှန်းနေဒီလိုမျိုးအီးချဲနဲ့နှင်းခဲရီအကုန်လုံးကလှနေရပဲမသိရင်လက်ပြရောက်နေတယ်လို့ပဲ ခမည်းစင်းနေတာအချိန်ပြည့်တော့ပါပြီ။ရင်းစင်းပြီးတော့တဲ့အခါမှာတော့ကိုမြင့်နဲ့မန်းတွေကတယောက်နဲ့တယောက်နှင်းလုံးလေးနဲ့ပြစ်ပေါင်းရင်းပြုံနေကြပါတည်းအကိုကြီးကျွန်တော်တို့ဓာတ်ပုံရိုက်ပေးလို့ရလားကျွန်တော်တို့ကတယောက်နဲ့တယောက်နှင်းလုံးလေးတွေနဲ့ပြစ်ပေါင်းနေမှာအကိုကအဲ့ဒါကိုရိုက်ပေးအောင်မေးဟုတ်ပြီလေမင်းနာမည်ကဘာလဲအကျန်းဖတ်သမားကလည်းကိုမြင့်ကိုဒီလိုမေးပြီးတနက်နေ့ပြစ်လိုက်ပါတည်းအနီးနားကလူတွေလည်းကိုအသက်ကိုကဲဖို့ပြေးလွှားကြရတော့တာပေါ့လူသေးခန္ဓာကိုယ်တွေကလည်းမြေကြီးပေါ်မှာလဲကြနေတဲ့ကွယ် ။ဒါဆိုရင်မန်နွေးနယ်ကုမြင့်ကအကျန်းဖတ်သမားတွေရှိတဲ့ဒီနေရာကိုဘလို့ရောက်လာကြလဲဆိုတာကအန်အိုးစရာပဲပေါ့ကွယ်။အခုမှလက်ထပ်ပြီးကာစားဖြစ်တဲ့မက်ဆွေကသူ့ရဲ့ပြားရည်စံခရီးကနေပြန်သူ့မိန်းကိုပြန်လာခဲ့ပါတဲ့။အိမ်ပြန်ရောက်ချင်းသူ့တငယ်ချင်းမန်နွေးနယ်မဝေရှိရာစီသွားလိုက်ပါတဲ့ကွယ်။တငယ်ချင်းတုံးရောက်တာအင်းရှိကျင်းမြေမောထိုင်ပြီးစကားပြောနေကြရတာပေါ့တွေ့လားငါနဲ့ငါယောက်ျားပြားရည်ဆန်းခရီးကနေပြန်လာလေမနီလာကိုသွားတာ ပြုတ်ဖို့ရန်ကောင်းတာပဲနင်းနေရောရှိရဲဟာငါတို့တွေမြင်းလဲစီးခဲ့ကြသေးရဲ့နင်းကြည့်ရတာပျော်ခဲ့ပုံပဲမနှွေနင်တို့လည်းလက်ထက်ကြတာမကြသေးဘူးလေဘေဦးမြပြားရီဆန်ခီးသွားမယ်လို့ဆုံးဖြတ်ထားတာလေငါလဲရတာနဲ့ပတ်သက်ပြီးတော့ငါ့ယောက်ျားကိုပြောကြည့်ပါသေးရဲ့ဒါပေမဲ့ငါဘာမှသိချာမပြောရခင်သူကကက်ရှမီးယားရီဘာရီလုံနေရလေကက်ရှမီးယားဆိုတာဘာလဲသိရမလားအဲ့ဒီနေရာပျော်ဖို့တော့ကောင်းပါရဲ့ဒါပေမဲ့မသွားခင်တော့သိချာစဉ်းစားဖို့ဟာ ဒီလိုနဲ့မတ်ဆွေကသူဖြစ်ခဲ့တာတွေကိုပြောပြီးပြန်သွားခဲ့ပါတည်း။သူပြန်သွားတော့မတ်နွေးနဲ့မတ်ဝေလိန်ဆက်ပြီးဆွေးနွေးကြတာပေါ့ကွယ်။ "तू อ่ะဘာလို့များလို့ပြောရလဲ။ဘာလို့ငါတို့ကိုပြားရိုက်ဆန်ခီမသွားနိုင်ဘူးလို့ထင်နေရလဲမသိဘူး။ငါတို့သွားပြီးပြန်လာမှသူတို့ပြောဦးမယ်။ဒီလိုနဲ့နှစ်ရက်လောက်အကြာမှာတော့မတ်ဆွေကသူ့ရောင်းမအင်ကိုသွားဖို့လုပ်တော့သူငယ်ချင်းနှစ်ယောက်နဲ့ထပ်ပြီးတွေ့ပြန်ပါတည်း။နေပေသွားမလို့လဲ။မတ်နွေမင်္ဂလာဆောင်မေးရဲ့ထီနေပါဦးလား။နေနေသင့်တယ်လေ။ စိတ်မပူပါနဲ့မနွေရပြားရီဆန်ခကြီးရပြန်လာလို့ရှင်ငါလည်းပြန်လာခဲ့မှာပေါ့ဒါနဲ့နေတော့ဘူအတီးဖြစ်သွားပြီလားဒါပေါ့ငါပြန်လာရင်ပုံနေပြမယ်လေအခုဆိုရင်တော့မနွေကလည်းထုတ်ကြွရတာကိုမရှက်တော့ဘူးတဲ့ကွယ်ဒီလိုနဲ့ရက်တွေကြာလာပြီးတဲ့အခါမှာတော့မနွေမင်္ဂလာဆောင်လိုက်ပါတယ်မင်္ဂလာဆောင်ပြီးတပတ်လောက်ကြာတော့တဲ့အခါမှာတော့ကိုမြင့်မင်္ဂလာဆောင်ပြီးတာတပတ်တောင်ရှိနေပြီလေကျမတို့ပြားရီဆန်ခကြီးရဘေးတော့သွားကြမှာလဲ ရှင်မပြောလေရှင်မပြောရင်နေရာကိုသွားမှာပေါ့ရှင်မကဘယ်သွားချင်လို့လဲတကယ်လားဒါဆိုရင်တော့ကက်ရှမီယာကိုသွားချင်တာအဲ့ကိုသွားဖို့ကကျမရဲ့အီးမေးလ်လေကက်ရှမီယာဟုတ်လားရှင်မတကယ်ပြောနေတာလားအဲ့ဒီကောကမသွားသင့်ဘူးထင်နေတော့ကောလာဟာလတွေကရှီသေးတာသွားရမယ်လမ်းအားလေဝေးတယ်လေပြီးတော့မင်္ဂလာဆောင်အတွက်လေကိုအများကြီးကုန်ထားတာဒါပါထပ်မပြောနဲ့တော့သွားကြရအောင်ဒီလိုနဲ့ကိုမြင့်ကကက်ရှမီးယားကိုမသွားဖို့စဉ်းပြပြီးအရိကနေထွက်လာခဲ့ပါတဲ့။ ဘာလို့လဲဆိုတော့ကောလာဟာလာတွေကတော်တော်ပြက်နေတာမဟုတ်လို့ပေါ့ကွယ်ဒီလိုနဲ့နေရတီကုံဆုံးသွားပြီးတော့သူ့ယောက်ျားနယ်ဖေးအပြင်းသွားနေတော့မန်နွေးကသူ့ယောက်ခမကိုတူတူလေးကပ်ပြောလိုက်ပါတဲ့အမေအမေကက်ရှမီယာကိုရောက်ဖူးလိုက်ရင်အဲ့ဒီနေရာကလေအရန်လာတယ်တဲ့လက်ပြည်လိုတော့ပြောကြတာမရောက်ဘူးဘူးသမီးရဲ့တော့ဘူးလဲစိတ်ကူးမရှိပါဘူးတကယ်လို့သမီးသွားချင်နေရဲဆိုရင်လဲစိတ်သာလျှော့လိုက်တော့မွတ်စလင်တွေအများစုကလေအမှန်နေကြတာအမေတို့ကြောက်တယ် မနွေးစီထိန်မာတော့အမေကလည်းကိုမြင့်လိုပဲသူတို့ဘာလို့ဒီလောက်တောင်ကြောက်နေကြရလဲမသိတော့ဘူးသူကဒီလိုတွေးနေပါတည်းမနွေးကသူ့ရောက်ခမနဲ့စကားပြောပြီးတော့ပူပြီးစိတ်တူခဲ့ပါတည်းကွယ်ဒီလိုနဲ့ရဲတရပတ်ကြားသွားပြီးတည့်ရကြတော့မနွေးကကြမ်းမြေပေါ်ထိုင်ပြီးအသေးရွက်တွေလှီးနေတော့မှမနွေးကရောက်လာပြီးသူ့ရောက်မနဲ့အမေကိုပြောလိုက်ပါတယ်မေသမီးတငယ်ချင်းနေနဲ့ရွာတရွာကိုသွားမလို့နော်မနေ့ဖြန်ရောက်မှာရောဘာမှမလုပ်ရင်ရွာကိုလား အဲ့ဒီစီမသွားဘဲနဲ့ကက်ရှမီးယားသွားဖို့နေ့တကယ်ချင်းတွေကိုပြောလိုက်ပါလားပြီးလို့ရှင်ငါ့ကိုပါခေါ်သွားလိုက်လေကက်ရှမီးယားလားအဲ့ဒီကိုတော့ကျမကို၎င်းခေါ်သွားရင်တော့မသွားချင်ပါဘူးအဲ့ဒီမှာမူဆလင်တွေကလည်းပေါ်မှာပေါ်အကျဲဖက်သမားတွေလည်းရှိတယ်လို့လည်းသတင်းကြားသေးတယ်ကျမတော့ကြောက်တယ်ဘာလို့လို့ပြောရလဲမနုကျမလည်းမူဆလင်တွေရှိရပါပဲလေပြီးတော့ဟိုမှာလည်းငါတို့လိုမျိုးတွေကကောင်းကောင်းမွန်မွန်နေနေရပဲ ਉ ပြီးတော့အကျဲဖက်သမားတွေရှိတယ်ကြားတာမရောက်ဘူးလေ ဒီလိုမျိုးကြောက်တရားကြီးနဲ့သာနေနေလို့ရှိရင်လေလူဖြစ်ရကြတော့နှက်ပါမလားမသိဘူး။ဘာပဲဖြစ်ဖြစ်ပါရောက်မှရဲ့။ကျမကတော့ကြောက်တယ်။အဲ့ဒီကိုဘယ်တော့မှမသွားဘူး။သမီးပြောတာမှန်နေ။အမေလည်းသူ့ကိုအဲ့လိုပြောရပါပဲ။သူရဲ့ခမီးခမတ်တမိသားစုလုံးကတခါမှလည်းမရောက်ဘူးပဲ။သွားဖို့လေစိတ်ကူးမရှိအောင်ကိုကြောက်နေကြတာကိုတွေ့တော့မန်ွေလိန်တော်တော်စိတ်တူသွားလို့တော့ပေါ့။ဒီချိန်မှာပဲသူ့တငယ်ချင်းမတ်ဆွေကဖုန်းဆက်လာခဲ့ပါတည်း။မန်ွေအချိန်နေဘလို့လဲ။ င်လက်ထပ်ပေးရတလားလောက်တောင်ရှိပြီလေကက်ရှမီယာကိုသွားမှာဆိုဘာလို့အခုဒီမသွားရသေးရလဲဘာများဖြစ်လို့လဲယင်အဟုတ်မှလဲရောညီတို့တွေမသွားဖြစ်တော့ဘူးမလားပောက်ကြရပြီပါနေ့ကဘသူပြောလိုက်တာလဲငါတို့ကသွားမှာကိုမြင့်ကဒီနေ့သွားဖို့တောင်လုပ်နေရလေသူရောမှာလုပ်တွေအများများနေလို့တောင်ငါတို့ကရက်ကိုနောက်ဆုံးလိုက်ရတာစိတ်မပူပါနဲ့နောက်15ရက်လောက်နေရင်တော့ငါတို့သွားကြမှာပါအဲ့ဒီကြလို့ရှိရင် ပုံနေမတင်ရင်နေ့ကိုအရင်ပို့ပေးလိုက်မယ်လေအစဉ်ပြေရင်ဗီဒီယိုကောပါခေါ်လိုက်အောင်မေး သူတငယ်ချင်းတွေဖုန်းပြောပြီးတဲ့အခါမှာတော့မန်ရွေးကဘလို့ဖြစ်ဖြစ်ကက်ရှမီးယားကိုရောင်းအောင်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါနဲ့ဒီတစ်ခါတော့တမိသားစုလုံးညံစာစားနေတဲ့အချိန်မှာပဲကက်ရှမီးယားကိုသွားဖို့ပြောလိုက်တော့တာပေါ့။အဲ့ဒီမှာလူတွေလည်းအများကြီးသွားလဲဖူရဲသူတွေလည်းအများကြီးပါ။သူတို့တောင်မှဘာမှမဖြစ်ဘူးလေ။အဲ့ဒါကိုကျမတို့ကမှဘာလို့ခက်ခဲနေရလဲအဖေရဲ့။ကျမကိုရှင်းပြပါဦး။တမိအဖေကဘာလို့ရှင်းပြနေရအောင်မလဲ။အဲ့ဒီမှာယာတီဥရုကလည်းတေကောင်းတာမဟုတ်ဘူး။အကျန်းဖက်သမားတွေကလည်းရှိသေးတယ်။ ။သွားကြရင်ကဘာဘောကတခြားနေရာတွေသွားပါ။အဲ့မှလေလူတွေရှိတာပဲ။သွားကြရင်ဟာသွား။ဒါမဲ့ကရှမီးယားကိုသွားဖို့ကတော့အဖေလုံးဝခွင့်ပြုမှာမဟုတ်ဘူး။သူ့ယောက်ျားတိရဲ့စကားကိုကြားလိုက်ရတဲ့အခါမှာတော့မန်နွေးကဘာမှမစားတော့ဘဲအခန်းထဲမှာသွားထိုင်နေလိုက်ပါတည်း။ဘသူနဲ့မှလည်းစကားမပြောတော့ဘဲဘာမှမစားဘဲနေထိုင်နေပါတည်းကွယ်ဒီလိုနဲ့နှစ်ရက်လောက်ကြာမှတော့မန်းတွေးရဲ့ဘာလို့ခလေးဆန်နေရတာလဲအစားလည်းမစားဘသူနဲ့မှလည်းစကားမပြောတာနှစ်ရက်တောင်ရှိပြီ ရှင်ကျမကိုတကဘာလုံးအောင်ပြနိုင်သေးတယ်ဘာလို့ကက်ရှမီးယားကြတော့ကျမကိုမပြနိုင်ရတာလဲကျမသွားချင်တာကက်ရှမီးယားတနေရာတည်းပဲဒီလိုနဲ့မန်နွေးကကက်ရှမီးယားသွားဖို့ပဲအတင်းပြောနေတော့ကိုမြင့်လည်းမတက်နိုင်တော့ပဲသူမိဘတွေကပြောတော့တာပေါ့တန်းနေသူ့အမေလဲတာရဲ့အမေတို့ကအဲ့ဒီတော့မသွားစီချင်မိမဲမင်းမိမအတင်းပြောနေတော့မင်းသူ့ကိုလိုက်တာပို့လိုက်ပါတော့ကွယ်မောင်ကျော်အရီမာလို့ပြောရင်းသူ့ကိုလမ်းပြဖို့ခေါ်သွားလိုက်ပေါ့ပြီးတော့အဲ့ဒီကိုသွားရင်ငါတို့ကိုအမြဲတမ်းဖုန်းခေါ်နေ ကိုကိုကိုရောချွေးမာလေးကိုရောဂယုဆိုင်တော့အကျန်းဖတ်သမားတွေကိုလေးရှောင်းဒီလိုနဲ့အဖေနဲ့အမေရဲ့ခွင့်ပြုချက်ကိုရတော့ကိုမြင့်လည်းမန်းတွေကိုကက်ရှမီးယားကိုခေါ်တော့ဖို့လှုပ်တော့တာပေါ့သူလည်းထမင်းမကန်ယူပြီးသူမိမကိုအစာကျွေးရင်းနေရှင်မမင်းကက်ရှမီးယားကိုသွားကျင်တာမလားငါလိုက်ဖို့မယ်ကွာနှစ်ရက်လောက်နေကြမယ်လေတို့တွေတကယ်လားဒါဆိုရင်ရှင်ကကျမကိုကက်ရှမီးယားရဲ့ဘယ်နေရာဖြစ်ဖြစ်လိုက်ဖို့မှာပေါ့နော် ကရှမီးယားဆိုတဲ့နာမည်ကြားလိုက်တာနဲ့မန်နွေးကခြေထောက်နဲ့မြေကြီးမထိအောင်ကိုပြောသွားပြီးတွားဖို့လုံးတကြီးပြင်ဆင်လေတော့တဲ့။ကိုမြင့်ကလည်းတွားဖို့လက်မှတ်တွေတွားဝေတော့တာပေါ့။ဒီလိုနဲ့မတွားခင်ညမှာတော့မန်နွေးကမိသားစုတွေနဲ့ထိုင်ပြီးတရင်ကြည့်နေပါတဲ့။ဒီချိန်မှာကျန်းဖတ်ကြိုက်ခိုက်ခံရတာကိုတွေ့တော့တာပေါ့ကွယ်။အမအမတွေ့လား။ကြောက်ဖို့ကောင်းလိုက်တာ။အမတို့လည်းကရှမီးယားကိုနှစ်ရက်တောင်သွားမှာနော်။အဲ့ဒီကျန်းဖတ်သမားတွေရဲ့ရည်ရွယ်ချက်ကဘာလဲကိုမသိဘူး။သူတို့ကအပြစ်မရှိတဲ့လူတွေကိုအတိတ်တက်ပြကြတာ။ ဟုတ်တယ်။ပြီးတော့မတက်ခင်သူတို့ပုံမှာနေလဲဆိုတာလည်းမီးသီးတယ်တဲ့။ဘာလို့လဲမသိဘူးကြောက်စရာကြီးနော်။မနှွေးလေသတင်းတွေကြည့်ပြီးနည်းနည်းလက်လာပါတဲ့။ဒီချိန်မှာပဲသူတငယ်ချင်းကဖုန်းဆက်လိုက်ပါတယ်။မနှွေးအခြေအနေဘယ်လိုလဲ။နေကက်ရှမီးယားမှာမလား။နေရတာအဆင်ပြေရဲ့လား။ရှုခင်းနေရောလှရဲ့လား။အဆင်ပြေပါတယ်။ငါတို့နောက်ရက်မှသွားမှာ။ဒါပေမဲ့အခုသတင်းတွေကြည့်ပြီးတော့ငါတို့မသွားရင်ကောင်းမလားလို့စဉ်းစားနေတာ။အဲ့ဒါကောင်းတယ်မနှွေး။နေကက်ရှမီးယားကိုသွားဖို့မစဉ်းစားနေတော့ ။တခြားနေရာသွားဖို့ဟာသူတငယ်ချင်းစကားတွေနဲ့တရင်တွေကြောင်းမန်နွေလဲအချင်းတွေကိုပြန်တုံးတက်နေတာပေါ့ကွယ်။ဒီလိုနဲ့ညဘက်အိမ်နေတော့သူ့ကိုယ်သူကက်ရှမီးယားမှာမြင်လိုက်ခဲ့ပါတဲ့။သူနဲ့သူ့ယောက်ျားနှင်းနေနေစုံနေတော့လူတစ်ယောက်ရောက်လာပြီးမေးလေရွာတယ်။မင်းဘာသူလဲ။မင်းကအိန္ဒိယနေတော့မတူပါလား။ငါရောမင်းဘာသူလဲမသိဘဲနဲ့ဘာလို့ပြောပြရမှာလဲ။မွ슬လင်လူငါ့ကိုကျင်ပြလဲ။ကျမတို့ကမွ슬လင်တွေမှမဟုတ်တာဘယ်လိုမွ슬လင်တွေလိုမျိုးကျင်ပြလို့ရမှာလဲ။ဘာတွေဖြစ်နေရလဲ။ မနွေးကအလိုပြောပြီးပြီးချင်းမယ်အကျန်းဖတ်တမောင်ကိုဦးကသူ့မျက်စိအရှိမှာပဲကိုမြင့်ကိုတနက်နေ့ပြစ်လိုက်ပါတဲ့။ဒါနဲ့မနွေးလေးလန့်သွားပြီးကိုမြင့်အနောက်ကိုထိုင်ကောင်းငူလိုက်ပါတယ်။အနောက်မှာလေကို့အသက်ကိုကဲဖို့ပြေးလွှားနေကြတဲ့သူတွေကိုမြင်လိုက်ပါတဲ့ကွယ်။ပြီးတာနဲ့အကျန်းဖတ်တမောင်တွေကလူတွေကို ရွေးပြီးပြစ်တတ်နေကြပါတဲ့။အသက်မသေးခြင်းတော့ပြေးရ၏။ဆောနာကအထီးဖြူရောင်ဖုံးနေတဲ့နှင်းပြင်းကြီးလေချက်ချင်းကိုသွေးနီရောင်နှမ်းသွားခဲ့ပါတဲ့။ ဒီအိမ်မက်ကြောင့်မန်နွေလေးအလန့်တကြားနိုးလာခဲ့ပါတယ်။ကြေကြပါကြေကြပါမိမဘာဖြစ်လို့လဲဘာဖြစ်တာလဲမတို့ကအိမ်မာလေးဘာလို့အောင်နေရလဲကျမတို့အဆင်ပြေနေကြတာပဲတော်ပါသေးတယ်။ကျမတို့ကက်ရှမီးယားကိုမသွားတော့ဘူးနော်။အခုကစပြီးတော့ကက်ရှမီးယားဆိုတဲ့နာမည်ကိုကျမမပြောတော့ဘူး။သွားလည်းမသွားတော့ဘူး။ပြားရိုင်ဆိုင်ခရီးကိုတခြားနေရာပဲသွားမယ်နော်။မန်နွေလေးအရင်ကိုကြောက်သွားပြီးကက်ရှမီးယားဆိုတဲ့နာမည်ကိုတော့ထုံမပြောရတော့ဘူးတဲ့ကွယ်။ ကရှမီးယားဆိုတဲ့အရင်းလာတဲ့နေရာလေးတစ်ခုကအခုဆိုရင်တော့ကြောက်နှံ့မှုတွေထိတ်လန့်မှုတွေနဲ့ပြည့်နှံ့နေပါတယ်။ဒီသတင်းတွေကိုကြည်ပြီးတာတောင်ကရှမီးယားကိုသွားကျင်နေကြတော့လား။ခြေရတဲ့သူတွေကိုရောအဆုံးရှုံးခံနိုင်ရဲ့လားဆိုတာကတော့မီးစရာပါပဲ။မန်လွေးကတော့အဆုံးရှုံးမခံနိုင်လို့မသွားဖို့ကိုရွေးချယ်ပြီးပဲပျော်ရှင်စွာနေထိုင်သွားကြပါတဲ့ကွယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။